ြီးဝါဒနာရှင်များအားလုံးမင်္ဂလာပါနော်ဒီနေ့မှာတော့အမျိုးတို့ဒီအဖွင့်နေမှာပဲအဖွင့်လှကြတယ်နော်ကျမပြီးထားတာဆိုရင်ကီယာခွန်နှစ်တုံညာဖြစ်တယ်နော်အဲ့ဒီမှာကျမအကြိုက်ဆုံးကနန်းနှလုံးဝဆွဲထုတ်တာဆိုရင်နှစ်တုံညာပတ်တိနော်မျိုးတို့နှစ်တုံညာပတ်တိမှာဆိုရင်ဒီနှစ်တစ်လုံးနဲ့ main order ရနေပြီးတော့တိနှစ်ဆိုပြီးတော့ဆင်းပြေးသွားတဲ့အတွက် ဖွင့်နေမှာပဲနေတိုက်ကအမျိုးတွေကနှစ်ကြိမ်အောင်မြင်မှုရရှိတယ်เนาะအမျိုးအဲ့ဒါပြီးသွားတော့ဒီဘက်မှာကျမရဲ့အဖွဲ့ဝင်တွေကိုကျမကဇာတ်ဘူပတ်တိနှစ်တလုံးပေးထားတာဖြစ်ပါတယ်ဒီနှစ်တလုံးဟာဆိုလို့ရှိရင်ဒီမနက်မှာပဲတနှစ်ဆိုပြီးတော့ဒူမင်းနေရဆင်းပြီးသွားတဲ့အတွက်ကျမရဲ့အဖွဲ့ဝင်တွေကလည်းနှစ်ကြိမ်အောင်မြင်မှုရရှိတယ်เนาะမျိုး ဲ့တော့ကျမရောင်းလာဆိုရင်ဒီကက်ကလေးဒါဖြစ်ပါတယ်မျိုးလို့ရေအဲ့တော့ကျမဘက်ကတာဝန်ကျေးပါပြီเนาะဒါပေမဲ့လို့ကျမရဲ့အဖွဲ့ဝင်တွေကို ကျမကဒီတိုင်းမထားပါဘူးကျမရဲ့အဖွဲ့ဝင်တွေကိုကျမကထပ်ပြီးတော့အခုလိုမျိုးပဲဇာတို့ပတ်တီတလုံး main or 3ခွက်2 or 2ခွက်ကိုလက်ဆောင်ဖြစ်နေထပ်ပြီးတော့ပို့ပေးมาဖြစ်ပါတယ်အဲ့တော့ကျမပြလိုက်တဲ့ကဏ္ဍတလုံးဟာနောက်ထပ်ထပ်ပြီးဆိုရင်ဆင်းသွားခဲ့မယ်ဆိုရင်နောက်ထပ်ထပ်ပြီးတော့လက်ဆောင်ဖြစ်နေထပ်ပြီးတော့ ပို့ပေးတာဖြစ်ပါတယ်ကျမရဲ့အဖွဲ့ဝင်တွေကိုကျမကအနည်းလေး၃ချိန်၄ချိန်ပို့ပေးတာဖြစ်ပါတယ်နော်အဲ့ဒါကကျမနဲ့ဆက်သွယ်နေတဲ့အဖွဲ့ဝင်အဟောင်းတွေကအမြဲတမ်းတည်တယ်နော်အခုမှစာဝင်တဲ့အဖွဲ့ဝင်အစ်တီကတော့မတည်တဲ့အတွက်ဒါကျမရှင်းပြခြင်းဖြစ်ပါတယ်မျိုးလို့ရင်အဲ့တော့အခုလိုမျိုးကနန်းတလုံးကိုအပိုင်ကစားခြင်းနဲ့ဆိုတဲ့ကျမရဲ့မိတ်ဆွေတွေကျမရဲ့အမျိုးတွေကအဖွဲ့ဝင်မယ်ဆိုရင် နောက်ပတ်မှဝင်လို့ရပြီနော်မျိုးလို့ မကကျမရဲ့အဖွဲ့ဝင်ဒီကိုကနန်းများကိုအကောင်းဆုံးကနန်းလေးတွေကိုပို့ပေးနေသလိုနေတိုက်ကအမျိုးတွေကိုလည်းကျမအကောင်းဆုံးရှာဖွေပေးထားပါတယ်မျိုးလို့နော်အဲ့ဒါပြီးတော့ဒါလေးကတပတ်စာလက်ဆောင်ကတ်ကလေးဖြစ်ပါတယ်ဒီတပတ်စာလက်ဆောင်ကတ်ကလေးอ่ะဆိုရင်ကျမပေးထားတာကမပြောက်ပတ်တီမပြောက်ပတ်တီอ่ะနှစ်သုံးလေးနော်အဲ့တော့ဒီနှစ်တစ်လုံးနဲ့ဒီနှစ်ဆိုပြီးတော့ဆင်းပြေးသွားပြီနော်နောက်ထပ်ကြံသေးတယ်နော်မပြောက်ပတ်တီပြီးတော့ ဒါလေးရပြီးတယ်နော်ဒါပရိတ်အဲ့တော့ဒီကက်ကလေးကိုစခွင်ရှော့မြိုက်ကသေးတဲ့အမျိုးတရားစခွင်ရှော့ရိုက်ပြီးတော့ယူထားပါအဲ့ဒါဆိုရင်ကျမ၄နာရီ30အတွက်ကိုတခါတည်းပြပေးမယ်เนาะမြို့ ချိန်ကတိုးလွန်းအားကြီးလို့ရှိရင်လည်းအမျိုးတို့တင်လို့မရတဲ့အတွက်ကျမဒါအချိန်လေးနည်းနည်းစောင့်နေတာဖြစ်ပါတယ်မျိုးတို့ရေ ဆိုရင်ပြပေးမယ်နော်မြို့ဒါကချက်6နဲ့နဲ့နဲ့ပေါ့မယ်နော်6နှစ်ကိုဒီလိုလေးပဲချစ်လိုက်မယ်နော်မြို့6နဲ့နှစ်နဲ့ပေါင်းတော့8ရှိပါဝါက3ရှိကေနခကတိရှိတုံးတိကဒီညက်နေမှာသူကစင်ပြရမှာ เนาะဘူးအဲ့ဒါဆိုရင်ငါးနဲ့သုံးညနဲ့ပေါင်းတော့ငါငါးကိုကိုးနဲ့ပေါင်းမှာငါးကိုးပေါင်းတော့၄ဒီပါဝါကကို၄ရဲ့နှခတ်က2နှစ်ထက်ငယ်တာက နော် तू ကပါဝါလည်းမရဘူးနခတ်လည်းမရဘူး तू ထက်ငယ်တာက1နော်အဲ့တော့ तू ကဟိုဘက်ဒီဘက်ကိုအပြီးပေါက်ကလေးဒီညနေမှာ तू ဆင်းပြရမယ်နော်ဒီညနေမှာဆင်းပြရမယ်ဆိုတော့ तू ကဟိုဘက်ဒီဘက်ပါဆင်းပြသွားလဲဆိုလို့ရှိရင်ဒီက၈တလုံးနဲ့ဒီက1နဲ့ညနေပိုင်းမှာ၈တိဆိုပြီးတော့ဆင်းပြသွားတယ် င်းလို့အဲ့တော့နောက်တစ်ပင်နောက်တစ်ဘွဲတို့ကိုဆက်ကြည့်မယ်3နဲ့4နဲ့ပေါင်းမယ်3ပေါင်းတော့9ခွန်ရဲ့ပါဝါက2ခွန်ရဲ့နှက်ခတ်က3ညခွန်2 3ညကဒီညနေမှာသူကစင့်ပြရမယ် နော်လို့အဲ့တော့ခွန်နဲ့ရှင်းနဲ့ပေါင်းတော့ငါနော်ငါကို၃နဲ့ပေါင်းတော့၈ရှိပါဝါကတုံရှိကေနခကတိတိထေငေရာက၃ည เนาะအဲ့တော့ तू อ่ะဟိုဘက်ဒီဘက်ကိုအပြီးပေါက်ကလေးဒီညက်နေမှာ तू อ่ะဆင်းပေးရမှာเนาะဒီအဲ့တော့ဘာဆင်းပေးသွားလဲဆိုရင်ဒီကခွန်တစ်လုံးနဲ့ဒီက၃တစ်လုံးနဲ့ညက်နေဘက်မှာ၃ခွန်ဆိုပြီးတော့ဆင်းပေးသွားနောက်မျိုးအဲ့တော့နောက်တစ်ပင်နောက်တစ်ဘွဲ့အတွက်ကိုဆက်ကြည့်မယ် ကိုငယ်တုံညနဲ့ပေါင်းကိုတုံညပေါင်းတော့ကိုကိုပါဝါကလီကိုရဲ့နှစ်ခါကခြားကိုလီ၆ကဒီညနေမှာသူကထိပ်ပြရမယ်။နောက်မျိုးအဲ့ဒါဆိုရင်၈နဲ့၈နဲ့ပေါင်းတော့6 6ကို တင်းနေပေါင်းတော့ခွန်ခွန်ပါဝါကနှင်းခွန်ရဲ့နှက်ခတ်က၃ည၃ညထဲငဲတာကဟိုဒီညနေမှာဟိုဘက်ဒီဘက်ပြီးပါနောက်မျိုးလို့အဲ့တော့ဘာဆင်းပြီးသွားလဲဆိုရင်ဒီက၉တလုံးနဲ့ဒီက၂တလုံးနဲ့ညနေပိုင်းမှာ၉နှစ်ဆိုပြီးတော့ဆင်း ဲ့ဒါဆိုရင်ဒီညနေအတွက်နော်မြို့လို့ဒီညနေက9နဲ့10နဲ့ပေါင်းပါ9ရှိပေါင်းတော့9 9ပါဝါက3ညာ9ရဲ့နှစ်ခက်က3 9တုံညာ3ကဒီညနေမှာသူကထိပ်ပြရမယ်အဲ့တော့ ၄နဲ့၃နဲ့ပေါင်းတော့ခွန်။ခွန်ကို၂နဲ့ပေါင်းခွန်နဲ့ပေါင်းတော့ဥ။ဥပါဝါက၄ဥရဲ့နှက်ကက၆၆ထက်ငယ်တာက၅နော်ဟိုကဒီပဲအပြီးပါဒီညနေမှာကြာနော်မြို့ အဲ့တော့အမျိုးတို့ကိုကြီးပေးမယ်ကြီးရ5393ကီအမျိုးတို့ရှိမှာကနန်းလေးတွေရှိရင်လည်းဝန်ကြီးလေးတွေရှိရင်လည်းဒီကီးလေးကိုယူပြီးတော့တုံးနော်အဲ့တော့ကျမကပတ်တီပေးမယ်ပတ်တီဟာဆိုရင်5393ပတ်တီ ၅၃ညပတ်တီကိုဒီဘက်က၉၄၆နဲ့၉၄၆၅နဲ့ကတ်နော်အပူတကွက်ပါအဲ့တော့၅နဲ့အရင်ကတ်ပေးမယ်၅နဲ့ဆိုရင်၅၉မာလီမာချာငငနော်ယူအခုတော့ပါပြီ ဒါဆိုတော့၃ညနဲ့၃ညနဲ့ကမယ်၃ညနဲ့ဆိုရင်၃ည၉၃ည၄၃ည၆နော်၃ည၅ကတော့ဒီမှာပတိပိထားတဲ့အတွက်ကျွန်မမထည့်တော့ဘူးနော်အဲ့တော့ရန်ကွက်ရန်ကွက်က၃နဲ့၃နဲ့ဆိုရင်၃ကို ဒါ2 4 6 9 8 9 10 11ခွန်11ခွန်ဆိုတော့နောက်တစ်ခါဒီလိုလဲအပီးစင်တက်တယ်နော်ဒါလွတ်တဲ့ site ကခဏနေအမျိုးလိုထည့်ပေးနေဒါမနေ့ကတော့လည်းကျွန်မပြောတယ်ရန်ကွက်ကလေးကပပရန်တရားဘူးနှစ်ယောက်ဘူးထိုးတော့အဆင်ပြေတယ်လို့နော်အမျိုးလိုမင်းကွက်ကူတာဟိုတင်းထိုးရမှာနော်ဒီတော့ဒါကကျွန်မထိုးမဲ့ခဏနေကျွန်မလည်းအဲ့လိုမျိုးထိုးမှာနော်အမျိုးလိုလည်းဒီနေ့လည်းပေးထားတာ ကျွန်မထိုးမဲ့ကနန်းပုံစံမျိုးကိုကျွန်မကအခုလိုမျိုးပေးတာဖြစ်တယ်เนาะမျိုးတို့အဲ့တော့မျိုးတို့ကိုမနေ့ကတော့လည်းကျွန်မမှာလည်းရံွက်ဆိုလို့ရှိရင်နည်းနည်းပဲရံမိန်းကွက်ကတော့မျိုးတို့တက်နိုင်တယ်လို့ကြည်ထိုးလို့ကျွန်မမှာလည်းเนาะမနေ့ကလိုက်ကိုပြန်ကြည့်ဒါထွက်ပြီးမှပြောတာမဟုတ်ဘူးเนาะပြန်ကြည့်လို့ရတယ်အဲ့တော့မျိုးတို့အဲ့ဒါတော့ရတယ်เนาะ2 4 6အပူကအာတရာမလို့9ကွက်6 9 10 11 12ကွက် ဒါပေမဲ့ကျမတကွက်တော့ထပ်ထည့်ပြီးဦးမှာเนาะမျိုးလူမျိုးလူကြိုက်လို့ရှိရင်လေသူ့မကြိုက်တဲ့လူကချမ်းထားခဲ့เนาะငါတည်းတကွက်ထည့်ပြီးအာထူเนาะမျိုးလူကနားတော့မျိုးလူဤတကွက်ကောင်းနှစ်ကွက်ကောင်းတော့မရဘူးကျမထိုးနေတဲ့လူတွက်နေတဲ့လူတော့ တကွယ်ကောင်းနှစ်ကွယ်ကောင်းမရဘူးမျိုးလို့ဘာဖြစ်လို့လဲဆိုတော့ကျမလည်းထိုးကျင်တာပေါ့တကွယ်ကောင်းနှစ်ကွယ်ကောင်းတော့မဟုတ်ဘူးမအားဘဲနေတော့ထိုးချလိုက်ချင်တာဟုတ်တယ်မလားဒါဘလူးပဲဖြစ်ဖြစ်အဲ့တော့ကျမတို့တွေ့နေတဲ့လူကျမတို့ကိုယ်တိုင်ထိုးနေတဲ့လူတော်တကွယ်ကောင်းနှစ်ကွယ်ကောင်းမရဘူးเนาะတချို့ကကျမစေတနာနဲ့ဖရီးတင်ပေးတာတော့မှအကွက်များတာတို့ကနန်းကုန်တာတို့เนาะအဲ့တော့ကြိုက်တဲ့လူကယူတော့မှမကြိုက်တဲ့အမျိုးတွေကမတော့နဲ့เนาะ ဒါကကျမကဖရီတင်ပေးရတာနော်ဖရီတင်နေတာအဲ့တော့တချို့ကလည်းစေတနာနဲ့မတန်ဘူးမျိုးလို့ကြီးအဲ့တော့စေတနာနဲ့မတန်တဲ့လူတွေကတော့ပါပါလာတယ်ဘယ်နေရာမှာပဲဖြစ်ဖြစ်အဲ့တော့ဒါတွေကကျမတို့ကစေတနာနဲ့လည်းတင်ပေးတယ်လို့ကျမထုံးမဲ့ကဏ္ဍပုံစံမျိုးကိုလည်းဒါမျိုးလို့ချာချပေးနေတာနော်အဲ့တော့စေတနာနဲ့တန်တဲ့လူတွေကယူသုံးမှာမတန်တဲ့လူကယူမသုံးနဲ့နော် အဲ့ဒါဆိုရင်30ရဲ့တနင်္လာညနေ4နာရီ30အတွက်ကိုလည်းထပ်ပြီးတော့အောင်မြင်မှုတွေကိုထပ်ခါတလေလေရရှိနိုင်ကြပါစေเนาะ